တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါ Power Reaction Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ Miss International 2025ပွဲကြီးကိုဒါဂျပန်နိုင်ငံမှာတွားရောက်ရှင်ပြိုင်ပြီးတော့ဒါ Top 8 Finalist ရဲ့ဒါ Best National Culture Award ရဲ့ဒါ Top ဘုံတင်ဝင်တာရဲ့ People Choice Award ကတည်းကရရှိခဲ့တဲ့အနာနာကဆိုရင်တော့မနေ့ကမြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့သတင်းလေးကိုဒါကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့တူကြည့်ရှုလိုက်ကြရအောင်လားဗျာဒီကတော့တကယ်တမ်းအမေတို့ကတကယ်ကူလေးရပေးတယ်ဆိုတော့မြန်မာပြည်အတွက်ဆိုတော့အရန်ပျော်ပေးတယ်ဘုရားဒါပေမဲ့ချက်ချင်းဝင်ကြနေနေနာအရန်ဆီလို့ရှားသွားတယ်ဟေး SDG Initiative 一般投票に輝いた優勝者は Miss Myanmar I'm surprised to get it. 2012ကနေပြီးတော့ဒီ2025အထိပေါ့နော်5အထိမှာဒါနန္နာပထမအောင်ဆုံးပလေးမန့်ဝင်ခဲ့တာပေါ့နော်လီမန်ကိုအာ first cap ကိုဖယ်နေ second cap ကိုပါခဲ့တာပေါ့တော်တန်းကြီးပါခဲ့တာဖြစ်တဲ့အတွက်ဒါသူ့အတွက်တကယ်လည်းဂုဏ်ယူရပါတယ်လို့ဟုတ်ဘာလို့လဲဘာလို့လဲဘာလို့လဲ

န်စီလေးရတာရမ်းပြောပါတယ်နနမချင်းချောက်ပြောပေးပါလားဆရာလားဆရာမပေးဘူးဘယ်လိုမပေးလားဘယ်လိုမပေးແມ່ນຍາດເຊມາກລໍໄລບາບີຈິດວ່າສະຫຼີຈິດວ່າဟုတ်တယ်ကတော့လိုက်တာပါဆရာ့ကိုဆရာ့ကတော့ပြီဆိုဆရာ့ကိုဖန်စီပေးရမှာပါအဲဆရာ့ကတော့ဒါတော့ကတော့ဒါ different ပေါ့ဖန်စီတော့မပေးချင်ဘူးပေးစီကျေးဇူးပါ နန်းနာတကားမမရဘူးတဲ့အာလက်ဆောင်လေးပေးတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်လို့ဟောနန်းနာဒါပြောရင်တော့ငိုလိမ့်မယ်အစည်းရတယ်ဒါအကြီးကြီးပဲဗျပြီးတော့ကနာနန်းနာကလည်းဒါဘသူ့ဟိုမှမပေးဘူးဆိုပြီးတော့ပါဒါပြောသွားခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ဗါဆက်လိုက်ပြီးတော့ကကိုထူအလိုရဲ့ Miss Universe Nation ရဲ့ Director ရာဒူးပေါ်မှာဒါငုံကတေချာပြီလားဆိုတဲ့မေကုန်းပေါ်မှာဒါအခုလိုပဲဖြေကြလာခဲ့တဲ့ interview လေးကိုဒါကျွန်တော်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ် ကျွန်တော်တို့ကနှစ်လပိုင်းကလေးကဒါ contract ကအကုန်ပြီးပြီစာအဲသူတို့ရဲ့စာချုပ်ထဲမှာပါထားတဲ့အကြောင်းအရာဘာလဲဆိုတော့17လပိုင်းဒီပွဲပြီးမှကျွန်တော်တို့က official ကြော်ညာခွင့်ရမယ်လို့ပြောတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ17လပိုင်းပြီးကလေး official ကြော်ညာထားပြီးစာဒါပေမဲ့တယောက်နဲ့တယောက်ကြားမှာဘလို့ conflict ဖြစ်နေလဲတော့ကျွန်တော်လည်းမသိဘူးအဲ့တော့ကျွန်တော်လည်းကျွန်တော်အခုကတော့စောင့်နေရဲဆိုတာကျွန်တော်နှစ်ရှည်ချုပ်ဖို့အတွက်အခုကျွန်တော်စောင့်နေတာအဲ့ပွဲကိုပေါ့နော်ဥပမာပေါ့နော်ကျွန်တော်ကဒီနေ့မှကျွန်တော်မဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါကျွန်တော်ကနေသွားတာပေါ့ ။အကျွန်တော်လိန်သွားတာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ကဒါသက်ဆိုင်ရာနဲ့ဒါလမ်းကြောင်းအတိုင်းကျွန်တော်တို့ကသွားရမှာပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တို့မှာဒါဟိုဘက် community ကိုပေးထားတဲ့ band slick တွေနောက်တစ်ခါကျ lower tier service center တွေကျွန်တော်တို့မှာအကုန်ရှိရဆိုတာလေဟုတ်ပါ။ကျွန်တော်ရဲ့အိမ်မက်ကဒါ Miss Universe ကကျွန်တော်ရဲ့အိမ်မက်ပဲပေါ့နော်ငငယ်ကလေးကတည်းကကျွန်တော်ဖြစ်ချင်တယ်ကျွန်တော်ရတဲ့အရာတခုမှကျွန်တော်မြန်မာနိုင်ငံအတွက်ကျွန်တော်ချပြချင်ပါတယ်လို့ဒါကျွန်တော်အိမ်မက်ပါပဲအိမ်မက်ဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ဒီငွေအမြောက်အများကိုရင်းနှီးပြီးတော့ဒါ ဒါစ조사ထားတာပေါ့နော်ဒါကတော့ဘယ်လိုဖြစ်လာမလဲဆိုတော့တစ်ချက်တစ်ချက်ကြည့်စောင့်ကြည့်ရမှာပေါ့ဟုတ်ဘီအန်အက်ဖက်ရှင်ရှိုးပေါ်မှာအပြင်လေးကတော့ကျွန်တော်ဝစ်စုံကိုလောဝသဘောမကျဘူးမကျတာဖြစ်တဲ့အတွက်ကျွန်တော် organization ကိုမေးလိုက်တယ်။ကောင်းဆုံးတန်ပွဲဝင်ကိုလွှတ်ပေးထားတဲ့တန်တယ်ဘာလို့ငါတို့ organization ကိုပေါ့နော်ဝစ်စုံကိုဘလို့ဖြစ်ရတာလဲလို့ဘာလို့ဝစ်စုံကခါရလဲအရန်ပွာနေရအရန်ရှိန်နေရပေါ့နော်။ ်ငါတို့နောက်ခါကျရင်တော့လို့နည်းနည်းလေး fitting ဖြစ်တာလေးကိုပြပေးစေချင်တယ်ပေါ့နော်အဲ့လိုမျိုးပြောသူတို့ဘက်ကလည်းဒါကဒီဇိုင်နာဘက်ကမလို့ပါဆိုကျွန်တော်တေချာလေးတောင်းပန်ပြီးတော့ဒါနေမှုမှတ်ချေးရေးထားပါဟုတ်ကဲ့ Universe ကနေ National Rider ဟောက်ဖြစ်တဲ့တော့ဆိုးဖူဝင်တဲ့ဒါ National Rider အသိဖြစ်တဲ့ဒါပေါ်ထူးအလွင်တော့ကဆိုရင် National Rider ရာထူးကိုရှင်းပြတဲ့ခါမှာလုံးဝကိုအပြိုင်ဆိုင်နေဖြစ်ခဲ့ကြရတယ်ဆိုတာကိုဒါပြိသက်တို့အားလုံးလည်းသိရှိခဲ့ပြီးပဲဖြစ်ပါတယ်အခုကိုထူးအလွင်ပြောသွားတဲ့အတိုင်းဆိုရင်တော့ဒါသူ့ရဲ့ National Director ရာထူးကဒါတေချာပါပြီပြီးတော့ကဒီ သူအခုစောင့်နေတယ်ဆိုတာကလည်းသူနဲ့နှစ်ရှည်စာချုပ်ချုပ်ဖို့အတွက်ကိုစောင့်နေပါတယ်ဆိုပြီးတော့ဖြေချပေးသွားခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးဖြေချပေးလိုက်ခဲ့တဲ့ကိုထူးအလွင်နဲ့ဒါနန္ဒာကိုဒါဘယ်လိုများမြင်ကြသလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာချမ်းမြေတော်နေ့လေးတစ်နေ့ပိုင်းဆိုင်ကြပါစေခင်ဗျာ